အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Dota Online အခုမှစပြီးစောတဲ့ new video တွေအနေနဲ့ဒီ Dota Online မှာ free ပေးထားတဲ့30 day chest အကြောင်းကိုတစ်ချက်ပြောပြမှာဖြစ်ပါပထမဆုံးအနေနဲ့ menu တွေကဒီ offshore ပေါ့နော်ဒီဘက်မှာအစိမ်းရောက်နေတယ် offshore တွေကကျွန်တော်တို့ဒီ offshore and treasure chest ဆိုတဲ့ဒီနေရာလေးကိုကျွန်တော်တစ်ချက်သွားနေလိုက်မယ် okay အဲ့ဒီမှာတော့ကျွန်တော်တို့ကျွန်တော်ဒီဘဘဘေးအကွက်ထဲက top ဆိုတဲ့အထဲကိုကျွန်တော်တစ်ချက်ဝင်ရမယ်ပေါ့နော်အဲ့မဲ့ကျွန်တော်ပထမဆုံးဒီ today offer ဆိုတဲ့အထဲကိုကျွန်တော်တစ်ချက်သွားဝင်ကြည့်မယ် ဒီထဲမှာကျွန်တော်တို့ရှိလားဆိုတော့တစ်ချက်သွားဝင်ကြည့်မယ်မရှိဘူးဗောနော်ဒီထဲမှာမရှိဘူးအဲ့တော့ကျွန်တော်တို့ဒီ top 10ကိုကျွန်တော်တို့တစ်ချက်သွားလိုက်မယ် top 10ကိုသွားပြီးကြရင်ကျွန်တော်တို့ဒီအောက်နားလေးကိုလည်းနည်းနည်းဆက်ရအမှာဒီ special offer for new adventures ဗောနော်ဒီ open up to 330 chest ဗောနော်ဟာလဲတော့ဒီ tour online အခုမှစပြီးတော့ sorry new adventure တွေအတွက်ဒီ chest 330ရပေးထားတာဗောနော်ဒါရက်30တွင်မှာကျွန်တော်တို့တရက်ကိုတစ်ခါစီကျွန်တော်တို့ဝင်ဖောက်လို့ရမယ် ကျွန်တော်တို့ဝင်ဖောက်တဲ့အခါမှာမတူညီတဲ့ item 17မျိုးကိုရရှိမယ်ပေါ့နော်ဆိုလိုချင်တာချက်တစ်ခုတည်းနဲ့17ဆဝင်ဖောက်တာပေါ့နော်အဲ့တော့တရက်ကို17ခုဆိုတော့130ဆိုရင်စုစုပေါင်း330ဖြစ်သွားမယ်ပေါ့နော်ဒါတော့330ချက်ဆိုတာပါလဲဆိုတော့ကိုအကြံဉာဏ်ပြင်ပြပြတော့ကျွန်တော်တို့တစ်ချက်သွားဖောက်ကြည့်လိုက်မယ်ဟောအဲ့ဒီကျွန်တော်တို့ဒီ330ချက်ပိုစတာအေးကိုကျွန်တော်တို့တစ်ချက်နေလိုက်မယ် နှိပ်ပြီးသားရင်ဒီမှာ use free open ဆိုတာလေကျွန်တော်တော့နှိပ်လိုက်တာ ਨੇ ဒီ treasure chest တစ်ခုပေါ်လာလိမ့်မယ်အဲ့ဒါလေကျွန်တော်ဘေးကိုဆွဲ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 ပြီးတော့ဖောက်အဲ့မှာနောက်ဆုံးချက်ဆိုတော့ဒါဆိုရင်ကျွန်တော်ကနောက်ဆုံးဒီရွှေရောင်ချက်ကအမြင့်ဆုံးပဲအဲ့ဒီရွှေရောင်ချက်မှာကျွန်တော်ဒီမတူညီတဲ့ item 17မျိုးဒီမှာဆိုရင်ဒီ wood ပေါက်ပါမယ်ဒီ camera ear တို့ဒါတွေကဒီအပါတာတွေပေါ့နော်အဓိကကဒီ chest ဖောက်တဲ့တဲ့မှာဒီအပါတာတွေကတော်တော်လေးကိုအရေးပါတယ် ကျွန်တော်တို့ဒီအဘာတာတွေကိုရအောင်တွားဖောက်တာဗောနော်။အော်ဒီကျွန်တော်တို့ကာရီတာကိုအလှဆင်ရှင်တဲ့အတွက်ကျွန်တော်တို့ကအဘာတာတွေကိုရအောင်ဒီတတိတိချက်တွေကနေတွားဖောက်တာဗော။အဲ့တော့ကျွန်တော်တို့အဲ့ဒီအဘာတာတွေဘယ်လိုတွားဝတ်လဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်။မီနူတွေကကျွန်တော်ဒီဘက် off shot တွေကနေကျွန်တော်ဒီ equip အဘာတာဆိုတဲ့နေရာတွေတွေ့လား။ အဲ့ဒီ equivator လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်တာနဲ့အဲ့မှာအကွက်၄ကွက်မှာကျွန်တော်တို့ရဲ့ဒီ avatar တွေသွားပို့လို့ရတယ်ပေါ့နော် avatar မှာအပေါ်ဆုံးနှစ်ခုကဒီ accessory လို့ခေါ်တဲ့ဒီဖဲဝင်ပုံစံ avatar type ပေါ့နော်အဲ့ဒီဖဲဝင်ပုံစံ avatar type လေးတွေကိုကျွန်တော်တို့သွားပို့လို့ရမယ်အဲ့တော့အဲ့ဒီအကွက်နှစ်ကွက်ရဲ့အောက်ကအလေကွက်ကတော့ဒီ avatar top လို့ခေါ်တဲ့ဒီ avatar ဝင်လိုက်တဲ့အခါမှာအင်ဂျီပုံစံပြောင်းသွားမှာပေါ့နော်အဲ့ဒါအင်ဂျီပုံစံလို့ကျွန်တော်က top လို့ခေါ်တယ် နောက်တစ်ခုကအဘာတာဘတ်တွန်လို့ခေါ်တဲ့ဒီမှာတော့ကျွန်တော်လောလောဆယ်ရတာမရှိသေးဘူးပေါ့နော်ကျွန်တော်တို့ဒီ data dish check point နဲ့ရလာမှာအဲ့ဒီအဘာတာဘတ်တွန်ကတော့ကျွန်တော်တို့ဒီဘောင်းမီပေါ့နော်ဘောင်းမီသွားဝတ်တာအဲ့တော့ဒီအဘာတာလေးတွေကလည်းဒီကိုယ့်ရဲ့ character အလားစင်းတဲ့နေရာမှာအသုံးပြုတယ်ပြီးရင်ဒီ stat တွေလည်းကျွန်တော်တို့အသုံးပြုလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့အဘာတာဝတ်ဆင်ပြီးတဲ့နောက်မှာကျွန်တော်ရဲ့ character design ကအပြောင်းလဲသွားတာကိုမြင်ရမှာပေါ့နော်တခါလေမှာကျွန်တော်တို့အဘာတာကိုဝတ်ယုံလေးပဲဝတ်ပြီးတော့ဒီလိုမျိုးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာပေါ်မနေစေချင်ပဲနဲ့သူ့ရဲ့ step တွေကိုပဲယူချင်နေဆိုရင်တော့ ကျွန်တော်တို့ဒီဘာတာနိုင်ရဲ့ဒီဘက်ဘေးမှာရှိတဲ့အပြရောင်ဒီအဆန်လေးအဲ့ဒါလေးကိုကျွန်တော်တို့ပိတ်ထားပြီးတော့ကျွန်တော်တို့ဒီအပါတာကိုခနာကိုပေါ်မှာပေါ်မနေအောင်ကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အဲအပေါ်ဆုံးတစ်ခုကအပါတာတော့ကျွန်တော်တို့အဲ့ဒီဘာတာကိုသွားနှိပ်ပြီးတော့ remove လုပ်လိုက်မှာပဲကျွန်တော်တို့အဲ့ဒါကပျောက်သွားမယ်ပေါ့နော်အပေါ်ဆုံးတစ်ခုကတော့ကျွန်တော်တို့အခွင့်ပိတ်သွားလုပ်လို့မရအောင်အဲ့တော့ဒီလောက်ဆိုရင်ကျွန်တော်တို့ဒီ30 day check တွေကရတဲ့အပါတာတွေကိုကျွန်တော်တို့ဘယ်လိုသွားပြီးတော့ဟောရမလဲတည်သွားပြီ30 day check ကိုလည်းဘယ်လိုဖောက်ရမလဲဆိုတာတည်သွားလောက်ပြီပေါ့နော်ဆိုတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်